မင်္ဂလာပါရှင်နိုဝင်ဘာ3ရက်နေ့ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနဲ့ကမ္ဘာတဝန်းမှာဖြစ်ပျက်ခဲ့သမျှတွေကအကြောင်းအရာတချို့ကိုပြန်ပြီးစုစည်းဖော်ပြပေးလိုက်ပါရရှင်။ကယင်းနီပြည်နယ်ဒီမော့ဆိုအနောက်ခြမ်းကိုစစ်ကောင်စီလေကြောင်းကနေတိုက်ခိုက်တာကြောင့်ကယင်းနီပြည်ရဲ KSB တပ်ဖွဲ့ဝင်တချို့အပါအဝင်5ဦးကြာဆုံးခဲ့တယ်လို့ဒေသခံသတင်းရှင်းမြစ်တွေကပြောပါရတယ်။နိုဝင်ဘာ3ရက်မနက်9နာရီဝန်းကျင်မှာ Jet Fighter အသေးခံ drone တွေနဲ့ဒီမော့ဆိုအနောက်ခြမ်းကိုဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါရတယ်။ လက်တလောရထားတဲ့အချက်လက်တွေအရ၅ဦးသေဆုံးထားတယ်လို့ဒီမော့ဆိုမြို့နယ်ကစစ်ဆောင်အရေးကူညီနေသူတအူးကပြောပါတယ်ဒီထဲမှာ KSP တပ်ဖွဲ့ဝင်တချို့လည်းပါကြောင်းကရင်နီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC တွဲဖက်အတွင်းမှဦးပညာကအတည်ပြုပါတယ်ဒါပေမဲ့သေဆုံးသူတွေနဲ့ထိခိုက်ဒဏ်ရာရသူတွေရဲ့စရင်အချက်လက်တွေကိုတိတိကျကျမသိရသေးဘူးလို့ဆိုပါတယ်စစ်ကောင်စီတပ်လေးချောင်းတိုက်ခိုက်ခဲ့တဲ့နေရာက KSP ရုံးခွဲဖြစ်ပြီး စစ်ကောင်စီတလန်တွေရဲ့သတင်းပေးမှုကြောင့်တိုက်ခိုက်ခံရတာလို့လဲကရင်နီစစ်ရေးသတင်းရှင်းမြစ်ကမှတ်ချက်ပေးပါတယ်။ကရင်နီပြည်နယ်ရဲ့ IEC ပြည်ထရေးဌာနလက်အောက်မှာ KSP ပြည်နယ်ရဲဌာနရုံ6ခု၊နယ်မြေရဲစခန်း18ခု၊ရဲကင်း10ခု၊စေယုံလုံးကျုံရဲရဲကင်း၄ခုနဲ့ရဲဂိတ်10ခုရှိတယ်လို့သိရပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်းပြီးခဲ့တဲ့အောက်တိုဘာလကုန်အထိစစ်ကောင်စီကကရင်နီပြည်နယ်ကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်2000ကျော်လုပ်ခဲ့တယ်လို့ တိုးတက်သောကရင်ပြည်သူအင်အားစု PKPF ကထုတ်ပြန်ထားပါရရှင်။မန္တလေးတိုင်းမြင်းကြံမြို့နယ်မှာစစ်ကောင်စီတပ်ကကိုရင်တွေပေါ်မချန်ဘဲပေါ်တာဆွဲဖမ်းဆီးနေပြီးတပတ်အတွင်းလူငယ်30ကျော်ဖမ်းခံလိုက်ရကြောင်းသတင်းရရှိပါရယ်။အောက်တိုဘာလကုန်ကစပြီးမြင်းကြံမြို့ပေါ်မှာစစ်ကောင်စီတပ်နဲ့ပြူစောထီတွေကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့မြင်းကြံလူတို့လှုပ်ရှားမှုကော်မတီကအသိပေးပါရယ်။အမှတ်1ရက်ကွက်အမှတ်18ဝန်တန်းကွက်တဲ့အမှတ်17ရက်ကွက်တို့အပြင် အေးရွာတဲဖြူဝရွာရွာစီရွာကျုပ်ပင်ရွာတောင်ပို့သာရွာတွေမှာလူငယ်36ဦးထပ်မံဖမ်းခံလိုက်ရတယ်လို့ဖော်ပြပါတယ်ဒေသခံတအူးကလည်းစစ်ကောင်စီဟာအလောက်ကပြန်လာသူတွေကိုကအစအများကြီးပေါ်တာဆွဲနေပြီးညနေ6နာရီကျော်တာနဲ့ဘယ်သူမှမထွက်ရဲတော့ဘူးလို့ပြောပါတယ်။ဒီထဲမှာမြို့ပေါ်သွာလာနေရင်ဖမ်းခံရတာရှိတယ်လို့အိမ်ထဲမှာနေရင်ဖမ်းခံရသူတွေလည်းရှိတယ်လို့မြင်းကြံလူတို့လှုပ်ရှားမှုကော်မတီကပြောပါတယ်။ဖမ်းဆီးခံရတဲ့ဒီအရေးအတွက်မှာ သတင်းမရလို့ကြံနေသေးတာမျိုးလည်းဖြစ်နိုင်ကြောင်းဖော်ပြထားပါတယ်။ဒါအပြင်မြင်းကြံမျိုးသားလမ်းမှာလည်းနေရက်ရွာကိုပြန်လာတဲ့မင်းကြောင်ဘုံကြီးကြောင်တိုက်ကတက်တော်ဆက်ရှင်နဲ့ဝန်းကျင်ကိုရင်လေးပါပေါ်တာဆွဲဖမ်းဆီးခံလိုက်ရကြောင်ဒေသခံတဦးကပြောတာပါ။စစ်ကောင်စီတပ်ကမြင်းကြံမျိုးပေါ်ရက်ွက်တွေမြင်းကြံမျိုးနဲ့အနောက်တောင်ဘက်ခြမ်းကကြေးရွာတွေမှာပေါ်တာဆွဲတာတွေလုပ်နေလို့လူငယ်ပိုင်းတွေညနေ6နာရီနောက်ပိုင်းအပြင်းမထွက်ဖို့မြင်းကြံလူတို့လှုပ်ရှားမှုကော်မတီကသတိပေးထားပါဗျ။ စစ်ကောင်စီတပ်ကမြို့ကြီးတွေမှာတစောင်းတိုင်းပျော်ပွဲရှင်ပွဲတွေလုပ်ပေးပြီးပေါ်တာဆွဲဖမ်းဆီးဖို့အစီအစဉ်နေလို့ပြည်သူတွေသတိထားသွာလာကြဖို့တော်လှန်ရေးအဖွဲ့တွေကသတိပေးထားပါတယ်ရှင်။လေပြင်းအားနဲ့ရဝန်းနဲ့လေပွေလှိုင်းတွေကြောင်းရန်ကုန်အပါအဝင် တိုင်းနယ်ပြည်နယ်အများပြားမှာလေပြင်းနဲ့မိုးကြီးမဲ့အန္တရာယ်ရှိတယ်လို့ NUG လူသားစာနာနဲ့ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကသတိပေးပါတယ်။နိုဝင်ဘာ3ရက်ကနေနိုဝင်ဘာ6ရက်အတွင်းရာသီဥတုသတိပေးချက်ကို NUG ဝန်ကြီးဌာနကထုတ်ပြန်ထားတာဖြစ်ပါတယ်။ကပလီပင်လယ်ပြင်မြောက်ပိုင်းမှာလေးဖိအားနဲ့ရပ်ဝန်းဖြစ်နေပြီးလာမယ့်48နာရီအတွင်းမြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်ဆက်လက်ရွေ့ရှားနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။လေးဖိအားနဲ့ရပ်ဝန်းကြောင်းရခိုင်ကမ်းရိုးတန်းမုတ်တမပင်လယ်ကွေ့မြန်မာနိုင်ငံတောင်ဘက်ကမ်းရိုးတန်းနဲ့တနင်္သာရီကမ်းရိုးတန်းတို့မှာမိုးသက်လေပြင်းကြာရောက်နိုင်တယ်လို့သတိပေးထားပါတယ်။ဒါအပြင်လေးဖိအားနဲ့ရပ်ဝန်းနဲ့အရှိတ်ဘက်ကလာတဲ့လေပွေလှိုင်းတွေအချိန်ကြောင်း ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်း၊ရခိုင်ပြည်နယ်၊စကိုင်းတိုင်းအောက်ပိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ကရင်ပြည်နယ်၊ကရင်နီပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းမှာလေပြင်းတိုက်ခတ်ပြီးနေရာကွက်မိုးကြီးနိုင်တယ်လို့သတိပေးထားပါတယ်။မနေ့ကလည်းရန်ကုန်မြို့အပါဝင်ဒေသတချို့မှာမိုးသည်ထန်စွာရွာသွန်းခဲ့တာပါ။အခုကာလကမိုးစဘာရိပ်သိမ်းချိန်ဖြစ်ပြီးအခါလုံးမိုးရွာလို့သီးနှံပျက်စီးမှုတွေလည်းရှိနေပါတယ်။အနောက်တောင်ဘုတ်တုံလီကအောက်တိုဘာလလယ်မှာမြန်မာနိုင်ငံကဆုတ်ခွာသွားပေမဲ့ ဒေသအများစုမှာအခါလုံမိုးတွေဆက်ရွာနေတာဖြစ်ပါရဲ့ရှင်။ချင်းပြည်ကောင်စီ CC အနေနဲ့စစ်ကောင်စီတိုက်ထုတ်နိုင်ရေးကိုပဲဦးစားပေးလှုပ်ဆောင်သွားဖို့ရှိကြောင်းချင်းပြည်ကောင်စီကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူကပြောပါရယ်။ချင်းပြည်ကောင်စီနယ်မြေကစစ်ရေးအခြေအနေစစ်ကောင်စီထိုးစစ်ကိုခုခံဖို့ပြင်ဆင်ထားမှုချင်းတော်လှရေးတပ်ဖွဲ့အချင်းချင်းကြားပြဿနာထပ်မဖြစ်ဖို့ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးမေးမြန်းတဲ့အပေါ်ချင်းပြည်ကောင်စီကာကွယ်ရေးဌာနပြောရေးဆိုခွင့်ရှိသူ slide 9ကျုံကင်ကပြောဆိုလာတာပါ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းကြားပြဿနာမဖြစ်အောင်နားလည်မှုမလွဲအောင်ယုံကြည်မှုတည်ဆောက်ရမယ်လို့သူက People Spring ကိုပြောပါတယ်။ချင်းအချင်းချင်းပြဿနာထက်အာနာသိန်းစစ်ကောင်စီတပ်ကိုပဲပိုပြီးဦးစားပေးတိုက်ထုတ်သွားမယ်လို့သူကဆက်ပြောပါတယ်။ချင်းပြည်ကောင်စီအဖွဲ့ဝင်တပ်ဖွဲ့တွေနဲ့ချင်းညီနာအဖွဲ့ဝင်တွေကြားနေမြေဆိုင်ရာနဲ့ပတ်သက်ပြီးအငင်းပွားတာတိုက်ပွဲဖြစ်တာတွေရှိခဲ့ပါတယ်။ချင်းတော်လှန်ရေးအင်အားစုနှစ်ခုညီညွတ်ရေးနဲ့တိုက်ပွဲတွေထပ်မံမဖြစ်ပွားရေးအတွက် NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းနှိုးဆော်ထားပါတယ်။စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီတပ်စခန်းတွေထပ်မံသိမ်းပိုင်နိုင်ဖို့ပြင်ဆင်ထားတယ်လို့လည်းသူကအသိပေးပါတယ်။လက်ရှိမှာစစ်ကောင်စီကချင်းပြည်မြောက်ပိုင်းဒေသကိုမြေပြင်ကနေစစ်ကြောင်းထိုးတာအပြင်လေကြောင်းကနေလည်းစစ်အင်အားဖြည့်တင်းတာတွေလှုပ်ဆောင်နေပါတယ်။ချင်းပြည်မြောက်ပိုင်းကတီးတိမ်မြို့နယ်ကိုစကိုင်းတိုင်းကလေးမြို့နယ်ဘက်ကနေမြေပြင်စစ်ကြောင်းထိုးဝင်လာလို့အောက်တိုဘာလကုန်ပိုင်းမှာချင်းပြည်ကောင်စီအဖွဲ့ဝင်ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒါ့အပြင်ဒီရိတ်မျိုးဘက်ကတိုင်းငင်ဘက်စီစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုလည်းချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလန်းကခုခံတိုက်ခိုက်နေတယ်လို့ချင်းသတင်းရင်းမြစ်ကပြောပါရရှင်။ American မှာသမ္မတဒေါ်နယ်ထရမ့်ထင်ရှားဆိုင်နေတာတွေကိုလွှတ်ထားပေးလို့မဖြစ်တော့ကြောင်း American သမ္မတဟောင်းဘာရက်အိုဘားမားကပြောကြားခဲ့ပါတယ်။လာမယ့်သတင်းပတ်မှာကျင်းပမယ့်ပြည်내နှစ်ခုရဲ့ရွေးကောက်ပွဲတွေအတွက်ဒီမိုကရက်တစ်ပါတီကိုစားပြုအုပ်ချုပ်ရေးမူလောင်းတွေအတွက်မဲဆွယ်ပေးချိန်မှာအိုဘားမားက ထရမ့်ရဲ့ဥပဒေမဲ့အစဉ်အချိန်မဲ့လောက်ရတွေကိုစန့်ကျင်ရမယ့်အခြေရောက်နေပြီလို့တိုက်တွန်းနှိုးဆော်ခဲ့တာဖြစ်ပါတယ်။အိုဘားမားကအမေရိကန်သမ္မတအဖြစ်၄နှစ်သက်တမ်းနှစ်ကြိမ်ဆက်တာဝန်ယူခဲ့ဘူးသလိုဒီမိုကရက်တစ်ပါတီရဲ့ဩဇာအကြီးမားဆုံးနိုင်ငံရေးသမားတဦးအနေနဲ့ရပ်တည်နေပါတယ်။ဗာဂျီးနီးယားနဲ့နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမူလောင်းတွေအတွက်မဲဆယ်စီယုံရေးဆင်းခဲ့ချိန်မှာအိုဘားမားကဆော့ရဲ့ထင်ရှားဆိုင်နေမှုကိုဆက်ပြီးခွင့်ပြုပေးထားလို့မရတော့ကြောင်းပြောခဲ့တာဖြစ်ပါတယ်။အခြေအနေကိုလက်တွေ့ရင်ဆိုင်ဖို့လိုကြောင်း အမေရိကန်နိုင်ငံနဲ့အမေရိကန်ရဲ့မူဝါဒတွေဟာလောလောဆယ်အမှောင်ခက်တဲ့ရောက်နေကြောင်းအိုဘားမားကပြောပါတယ်။ဗာဂျီးနီးယားရဲ့ Norfolk တက္ကသိုလ်ထဲမှာပြုလုပ်တဲ့အဲ့ဒီမဲဆွဲပွဲတက်ရောက်လာသူတွေကအိုဘားမားရဲ့စကားကိုတောင်းတောင်းဖြတ်ဖြတ်အားပေးထောက်ခံခဲ့ပါတယ်။ Trump ရဲ့လုပ်ရက်တွေကိုတုံ့ပြန်ဖို့ဘယ်ကနေဘလို့စရမှန်းတောင်မသိလောက်အောင်ခက်ခဲရှုပ်ထွေးနေကြောင်းလက်ရှိကာလမှာအင်ဖြူရာကိုရိုင်းကလူတွေကိုဥပဒေမဲမှုအစင်အချင်းမဲမှုစိုးညံ့တဲ့စိတ်ထားတွေနိုးကြားစေမှု ယူမိုက်မှုတွေဖြစ်လာအောင်လမ်းဖွင့်ပေးနေလို့ဖြစ်ကြောင်းအိုဘားမားကဆိုပါတယ်။နောက်ပြီးမိဘတွေအပါအဝင်ကုံသွဲဘက်နိုင်ငံတွေအပေါ်အခွန်တိုးမြင့်စီးကြပ်မှုတွေကိုလက်နက်တခုလိုအသုံးချနေတဲ့ထရန့်ပြည်မူဝါဒတွေကရှက်စရာကောင်းလွန်တယ်လို့သူကဝေဖန်ခဲ့ပြီးအမေရိကန်ကမျိုးကြီးတွေတဲ့လုံခြုံရေးအကြောင်းပြပြီးစစ်တပ်တွေခေါ်သွင်းခဲ့တဲ့လုပ်ရက်ကိုလည်းရှုံချခဲ့ပါတယ်။ဒါအပြင်လွှတ်တော်တွေက Republican Party ဝင်တွေဟာသူတို့ပါတီကိုစားပြူသမရကစီးလို့ဝါလို့ဖြစ်နေမှန်းသိရတဲ့ မဟန့်တားရဲမထောက်ပြရဲကြဘူးလို့လဲအိုဘားမားကပြစ်တင်ပြောဆိုသွားပါတယ်။မကြာသေးခင်ကလည်းအိုဘားမားကအမေရိကန်ဆိုးရရဲ့ဘတ်ဂျက်ကိစ္စညှိနှိုင်းမှုအဆင်မပြေလို့ရှတ်ဒေါင်းချထားရတဲ့ကာလမျိုးမှာထရမ့်ကအင်ဖီရိုကိုသူ့စိတ်တိုင်းကျပြန်ပြင်ပြီးမုန်းမံတီးဆောက်နေတဲ့အပေါ်တယောခဲ့ပါသေးတယ်။အဆိုးရရှတ်ဒေါင်းဖြစ်နေတာနဲ့ပတ်သက်လို့ထရမ့်ကအတော်လေးအရေးကြီးတဲ့ကိစ္စတွေကိုအာရုံစိုက်နေပုံပေါ်ကြောင်းဥပမာအင်ဖီရိုရဲ့ Rose Garden ဘက်မှာလူတွေရဲ့ဖက်နက်တွေရှော့မစင်ရအောင်ဂယုစိုက်ပေးနေတာမျိုး အင်ဖြူတော်ရဲ့ဘောရုံးကိုချဲ့ထွေစီတာမျိုးတွေကိုအရေးတကြီးလှုပ်ဆောင်နေကြောင်းအိုဘားမားကလှောင်ပြောင်သွားပါတယ်ရှင်။ကျောင်းသူမိန်းကလေးငယ်တွေကိုပြစ်ဒဏ်စာလုပ်ဖို့လိုက်လံစည်းရုံးနေတဲ့လူတစုကိုဖမ်းဆီးထားကြောင်းထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။အဲ့ဒီအဖွဲ့ကထိုင်းနိုင်ငံမြို့တော်ဘန်ကောက်တဝိုက်မှာငယ်ရွယ်တဲ့ကျောင်းသူတွေကိုငွေကြေးနဲ့မလုံပေးတင်သွင်းပြီးပြစ်ဒဏ်စာလုပ်ငန်းတွေမှာပါဝင်ဖို့လိုက်ဆွဲနေကြတာဖြစ်တယ်လို့ဘန်ကောက်ရဲတပ်ဖွဲ့ရဲ့လူမောင်ကိုတိုက်ဖြတ်ရေးဌာနအကြီးအကဲရဲဘော်ချုပ်ဝီထာယာကပြောကြားခဲ့ပါတယ်။ အာဏာပိုင်တွေဟာမနေ့တုန်းကနေရာတချို့ကိုခွဲဖြန့်စီးနှင်ခဲ့ပြီးတန်တရားတရားခန်းဆက်တအုပ်ကိုဖမ်းဆီးခဲ့တယ်လို့ဝီထာယာကဆိုပါတယ်အမျိုးသမီးအများစုပါဝင်ပြီးအဖွဲ့လိုက်ချိတ်ဆက်လှုပ်ရှားကြတဲ့အဲ့ဒီလူစုက model agency တခုလိုနမည်ခံထားတဲ့ပြည်ထစာလုပ်ငန်းထဲမှာပါဝင်ဖို့မိန်ကလေးတွေကိုစီယုံသိမ်းသွင်းနေတာဖြစ်ပါတယ်အသွင်ယူထားတဲ့ရဲစုံတောက်တွေကအဲ့ဒီအဖွဲ့နဲ့ချိတ်ဆက်နိုင်ခဲ့တာပါသူတို့ရဲ့ဝန်ဆောင်မှုတွေကိုရယူဖို့ဝင်ကြီးကဘတ်1500ကနေ2000အထိအမျိုးမျိုးရှိပြီး ကျောင်းသူတွေစီကလိန်ဝန်ဆောင်မှုရနိုင်တဲ့ကမ်းလှမ်းချက်တွေကိုပါရခဲ့ပါတယ်။အဲ့ဒီထဲမှာတော့ကျောင်းသူတွေရဲ့နာမည်ခန္ဓာကိုယ်အချို့အစားလက်ရှိတက်နေတဲ့ကျောင်းကျောင်းဝတ်ဆောင်နဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေကိုပါအသေးစိတ်ဖော်ပြထားတယ်လို့ဆိုပါတယ်။မိန်းကလေးအများစုကဘန်ကောက်ဧရိယာတဝိုက်ကကျောင်းတွေမှာတက်နေတဲ့အထက်တန်းကျောင်းသူတွေဖြစ်ကြပြီးအသက်16ဆက်ခွန်အရွယ်တွေလို့ဝီထာယာကဆိုပါတယ်။ရဲတွေကဆက်ပြီးစုံစမ်းကြည့်တဲ့အခါမိန်းကလေးတွေကသူတို့ဟာလူတုဆက်ဆံရေးဝန်ထမ်းတွေ ဒါမှမဟုတ်ကုန်စည်ကြော်ညာရတဲ့အချိန်ပိုင်းအလုပ်တွေအတွက်အချက်လက်တွေဖြည့်ထားခဲ့တာဖြစ်တယ်လို့ထွက်ဆိုကြပါတယ်။နောက်တော့မှ chat group တစ်ခုတွေကဖောက်တယ်တွေနဲ့တွေ့ဆုံပြီးဝန်ဆောင်မှုပေးဖို့ဖိအားပေးတာတွေကိုကြုံခဲ့ရကြောင်းပြောပါတယ်။အဲ့ဒီအတွက်တကြိမ်တွေ့ဆုံမှုမှာဖောက်တယ်တွေကဘတ်2000ကနေ3000ကြာပေးချေရပြီးမိန်ကလေးတွေကတော့ဘတ်1000ခွဲနှန်းရလိရှိတယ်လို့သိရပါတယ်။ဖန်စီရမိသူ17ဦးထဲမှာအဓိကဦးဆောင်နေတဲ့အသက်49နှစ်အရွယ်ဝီရာပုံနဲ့28နှစ်အရွယ်နာထရီကာတို့က ပြစ်ဒဏ်မှုဆွဲချက်အတွက်အသီးအသီးဝန်ခံထွက်ဆိုခဲ့ပါတယ်။တခြား9ဦးကအသက်16နှစ်ကနေ52နှစ်ကြာအရွယ်အမျိုးသမီးတွေဖြစ်ပြီးသူတို့ကလည်းမိန်းကလေးတွေကိုသွေးဆောင်သိမ်းသွင်းခဲ့တယ်ဆိုတာဝန်ခံထားပါတယ်။ဒါပေမဲ့မိန်းကလေးတွေရဲ့အသက်အမှန်ကိုတော့မသိခဲ့ဘူးလို့ညင်းဆိုကြပါတယ်။စီးနှင်းမှုအတွင်းရဲတွေကအကြောင်းသူမိန်းကလေး9ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ပါတယ်။သူတို့တွေကပြစ်ဒဏ်လုပ်ငန်းနဲ့ဆက်နွယ်နေပေမဲ့ထိုင်းရဲ့လူမှောက်ကိုတိုက်ဖျက်ရေးဥပဒေတွေအရတော့နစ်နာသူတွေအဖြစ်သတ်မှတ်ခံခဲ့ရကြောင်းသိရပါတယ်ရှင်။ မက္ကဆီကိုနိုင်ငံကကုန်စုံဆိုင် တစ်ခုမှာပောက်ကွဲမှုဖြစ်ပွားပြီးမီးလောင်ခဲ့တာကြောင့်လူ2000နီးပါးတေဆုံးခဲ့ပါတယ်။ဒေသစံတော်ချိန်နိုဝင်ဘာ10ရက်နေ့ညပိုင်းကနိုင်ငံမြောက်ပိုင်းဆိုနိုရာပြည်နယ်ရဲ့မြို့တော်ဟာမိုစီလိုရဲ့မြို့လယ် area မှာပောက်ကွဲမှုဖြစ်ခဲ့တာပါ။ပောက်ကွဲမှုအပြီးမီးလောင်ကျွမ်းမှုတွေကနိုဝင်ဘာ2ရက်နေ့မနက်ပိုင်းအထိကြားမြင့်ခဲ့ကြောင်းပြည်နယ်အုပ်ချုပ်ရေးမှူးဒူရာဆိုကပြောပါတယ်။ဝန်ထဲဆရာကောင်းစွာနဲ့ပဲလူတွေတော်တော်များများတေဆုံးခဲ့ကြောင်း တေသူတွေထဲမှာအရွယ်မရောက်သေးတဲ့ကလေးတွေလည်းပါဝင်ခဲ့ကြအောင်သူကဆိုပါတယ်။နောက်ပိုင်းမှာတော့အာနာပိုင်တွေကတေဆုံးသူဥယေဟာ23ရောက်ထိများပြခဲ့ပြီးလူပေါင်း12ဦးဒဏ်ရာရခဲ့တယ်လို့ကြေညာပါတယ်။တေဆုံးဒဏ်ရာရစရင်မှာကလေးတွေလည်းပါဝင်ခဲ့တာပါ။ကုံစုံဆိုင်မှာဖြစ်ပွားတဲ့ပေါက်ကွဲမှုရဲ့အကြောင်းရင်းကိုတော့အတိအကျမသိရသေးပါဘူး။ဖြစ်စဉ်ကိုအသေးစိတ်နဲ့ပွင့်လင်းမြင်သာမှုရှိရှိစုံစမ်းဖို့လူတွေရဲ့ပေါ်ရောက်မှုနဲ့ဆက်ဆက်နေရင်အပြည့်ရှိသူတွေကိုထိထိရောက်ရောက်ဖော်ထုတ်ရေးယူဖို့ညွှန်ကြားထားကြောင်းလဲဒူရာဆိုကဆိုပါတယ် ပြည်နယ်ရှင်းနေချုပ်ကတော့ကနဦးသေမှုသေခင်စစ်ချက်တွေအရအစိတ်တောက်ဓာတ်ငွေတွေရှုမိပြီးအသက်ဆုံးရှုံးခဲ့ရသူတော်တော်များများရှိခဲ့တယ်လို့ပြောပါတယ်။ရှုမိကြောင်ပောက်ကွဲမှုဖြစ်သလားဆိုတဲ့မေးခွန်းတွေကိုတော့သူကလောလောဆယ်အဲ့ဒီလိုမျိုးအထောက်ထားမတွေ့သေးကြောင်းဒါပေမဲ့ဖြစ်နိုင်ခြင်းမှန်သမျှကိုထည့်စင်းစားမှဖြစ်ကြောင်းတုံ့ပြန်ခဲ့ပါတယ်။လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုတွေမှာတော့ကုံစုံဆိုင်မှာမီးတောက်တွေပြန့်နှံ့လောင်ကျွမ်းနေတာကိုတွေ့ရပါတယ်။ဗီဒီယိုတစ်ခုထဲမှာဆိုရင်မီးဆွဲလောင်နေတဲ့လူတစ်ယောက်က ဆိုင်နဲ့ guide အနေငယ်အကွာမှာပြိုလဲသွားခဲ့တာကိုတွေ့ရတာပါမက္ဆီကိုသမ္မတကလော်ဒီယာရှိန်ဘုံကလည်းမိလာမှုအတွင်ထိခိုက်သေးဆုံးခဲ့ရသူတွေအတွက်မိသားစုဝင်တွေနဲ့ထပ်တူစာနာဝမ်းနေကြောင်းလူမှုကွန်ရက်ပေါ်မှာရေးသားမျှဝေထားခဲ့ပါတယ်သူကပြည်내အုပ်ချုပ်ရေးမှုစီကိုလည်းဆက်သွယ်ပြီးလိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့ကမ်းလှမ်းထားကြောင်းသိရပါတယ်မိလာပြင်ဖြစ်သွားတဲ့နေရာတစ်ဝိုက်ကိုသွာလာတာမျိုးမဟုတ်ဘူးဒေသခံတွေကိုအာဏာပိုင်တွေကတိုက်တွန်းထားပြီး မြို့လယ်မှာကျင်းပမယ့် Halloween အထိမ်းအမှတ်စုပေါင်းလမ်းလျှောက်မှုအစီအစဉ်ကိုလည်းဖျက်သိမ်းခဲ့ပါရရှင် People's Spring ရဲ့နောက်ဆုံးရသတင်းတွေနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်